ဖြောဖြောပွဲစင်မြန်ထက်ကနေပြည်သက်တွေကိုပြောခဲ့တဲ့စကားတွေကြောင့်အဆိုတော် J-Fire ဝေဖန်ခံရပါဗျ။သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားကြရာ AR Retire ကဖြောဖြောပွဲတစ်ခုရဲ့စင်မြန်ထက်မှာပြည်သက်ကိုပြောခဲ့တဲ့စကားတွေကြောင့်ဝေဖန်ခံရတာဖြစ်ပြီးသူ့တချင်းတွေကိုချစ်တဲ့ပြည်သက်တွေကပါလူမှုရေးပြစ်ဒဏ်တွေခတ်ဖို့တိုက်တွန်းနေကြပါဗျ။နွေဘာလတရနေ့ကပြန့်နှံ့လာခဲ့တဲ့ဗီဒီယိုဖိုင်မှာတော့အဆိုတော် J-Fire ကခေပြက်ကာလမှာအမှုပညာသမားတယောက်အနေနဲ့မိဘနဲ့ပြိတ္တကိုဘလို့စောက်ရှောက်ရမယ်ဆိုတာကိုသိချင် မိမိကိုယ်ကိုမထိခိုက်အောင်နေပါစသဖြင့်ပြောဆိုခဲ့တာဖြစ်ပါတယ်။နိုင်ငံကျော်ဆိုတော့တယောက်အနေနဲ့ဖျော်ဖြေပွဲဆင်မြင်းထက်မှအခုလိုပြောဆိုတာဟာပြည်သူတွေနေစဉ်ရင်ဆိုင်နေရတဲ့အခက်အခဲတွေကြုံနေရတဲ့ဒုက္ခတွေကိုလိလူရှုပြီးပြည်သူကိုစိန်ခေါ်နေတာလို့စစ်တပ်ကိုထောက်ကူပြုနေတဲ့အမှုပညာရှင်တွေကိုလူမှုရေးပြည်တံခတ်ဖို့တိုက်တွန်းနှိုးဆော်နေတဲ့ FNCC ဘာမာ Fact Check Community ကပြောပါတယ်။အဆိုတော့ G Fire ကိုလူမှုရေးပြည်တံခတ်ဖို့ FNCC ဘာမကထပ်မံတိုက်တွန်းထားပါတယ်ခင်ဗျာ။